ားလုံးပဲမင်္ဂလာပါ positive vibe မြန်မာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပခိုးကမောင်တက်နိုင်မင်းပြတ်ဆုံးသွားပြီးတော့တက်ခံလာရတဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲပါမတမာသူတွေကကလေးကိုပြန်ပေးဆွဲသွားတာပါတဲ့ငွေ9သိန်းအတွက်တဲ့နော်ငွေ9သိန်းအတွက်နဲ့များနော်လူတစ်ယောက်ရဲ့တက်တချောင်းရဲဆက်ဆက်လှုပ်လိုက်လှုပ်ရက်လိုက်ကြတာဖြစ်စဉ်က20ရက်နေ့ညနေ9:00ခန်းမှာပြောက်ဆုံးပြီးတော့ ဒီနေ့23ရက်နေ့ငါးလပိုင်း23ရက်နေ့ဒီနေ့မနက်ကပခိုးမြို့မစင်ဆယ်နီးကရှူဆောင်ထဲမှာမောင်တက်နိုင်မင်းကိုတဲ့လက်ရောခြေတွေပါနောက်ပြန်ကျိုးတုတ်ထားပြီးဦးကောင်းကိုလည်းဆာလာအိတ်တလုံးဆွတ်ထားပြီးတော့လေပင်ကိုကျိုးချီလျက်မှောက်ခုံနေထားပြင်သိဆုံးနေတာတွေ့ခဲ့ရပါတယ်အတင်းတောင်းဝင်ရှိသူသူကပြောပါတယ်ကလေးပျောက်ဆုံးတဲ့နေ့မှာပဲညဘက်ချိန်မှာသူ့မိဘတွေစီဖုန်းစင်းတလုံးဝင်လာပြီးဆက်သွယ်ခဲ့ပါတယ်မောင်တက်နိုင်မင်းကိုပြန်လိုခြင်း ဒီည17နာရီတိတိမှာမဟာစီရီအရှိဘတ်မုံနာဘလုံးကွင်းစီပတ်စံ9ဒိန်းနဲ့အတူလာခဲ့ပါရဲကိုအကြောင်းကြားရင်သူ့အသက်ကိုအာမမခံဘူးလို့လည်းပြောပါတယ်ဒါနဲ့ရဲကိုအကြောင်းမကြားရဲပဲကလေးမိဘတွေလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဘသူမှမတွေ့ခဲ့ပါဘူးလေအဲ့ဒီညမှာပဲအမည်မသိလူတစ်ယောက်ကမောင်တက်နိုင်မင်းမိဘတွေစီဖုန်းဆက်ပါတယ်အတော်တို့သားကိုတွေ့ချင်ရင်ဖောင်ကြီးကိုလာခဲ့ပါလို့ဆိုပါတယ်ဒါနဲ့ကလေးမိဘတွေကဖောင်ကြီးဘက်ကိုလိုက်ကြပါတယ်သက်ဆိုင်ရာဌာနတစ်ခုစီဝင်ရောက်ပြီးအကျိုးအကြောင်းပြောပြပါတယ် ဌာနတာဝန်ရှိသူတွေကလည်းတက်နိုင်လောက်ကူညီစုံစမ်းပေးမယ်လို့ပြောပါတယ်။မနေ့မှတော့မောင်ဒီနေ့မနေ့မှပေါ့နော်ဒီနေ့မနေ့မှတော့မောင်တက်နိုင်မင်းရဲ့အလောင်းကိုတွေ့ပြီလို့သက်ဆိုင်ရာနေမီရဲစခန်းကအကြောင်းကြားလို့သူတွေ့ဆုံသွားပြီဆိုတာသူမိဘတွေသိလိုက်ရပါတယ်တဲ့။တွေ့ဆုံသူကလေးငယ်ဆွေမျိုးတော်ဆက်တူကနေပြီးတော့ရေးသားထားတာပေါ့နော်။ဒီဆုံးမှုကိုပြန်လဲတွေ့ရှိရမှာကလေးရဲ့လက်ကိုတဲ့လက်ပြန်ကျိုးတုတ်ထားပြီးလေပြင်းမှလည်းကျိုးနဲ့ချီထားတယ်ဒီပြန်ပြီး cái tôi chào nếu lạc luôn à, nó, cái nó mới chỉ được.

ဟိုလေးဖြစ်လို့ဟဲ့ရရင်တော့တော့ဒီမှာတော့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးတော့ပြောရရင်ဗောနော်အခုနောက်ပိုင်းမြန်မာပြည်မှာအခုလိုပြန်ပေးဆွဲတာတွေကိုပိုတွေ့လာရတယ်ဒီကိစ္စနဲ့ဆက်ဆက်ပြီးပြောရရင်တော့၅လပိုင်း၁ရက်နေ့တော့ငါ main ကလေးတယောက်တို့စည်းနဲ့တို့ပြီးတော့ပြန်ပေးဆွဲခံလိုက်ရတဲ့ကိစ္စလေးတစ်ခုလည်းရှိခဲ့တယ်။အဲဒီကိစ္စမှာဆိုရင်ပတ်စံ350သူမိပါရှိကိုတောင်းတာ fiber ကနေပြီးတော့ဗောနော်အဲ350ကိုတနအီတွင်းချက်ချင်းလွှဲပေးဖို့ဆိုပြီးတော့ပြောတာအဲသူမိဘကဖြစ်တဲ့မိခင်ဗောနော်သူမိခင်ကနေပြီးတော့အာလွှဲပေးမယ်ဗောဆိုပြီးတော့ခလီးပြန်ရသွားတယ်ဗောဗျာအကိစ္စနဲ့ပတ်သက်ပြီးတော့သူမိခင်ဖြစ်သူက line ပေါ်ဝိုင်း post တင်လာတွေ့ဆိုတော့အဲအဲ့ကိစ္စမှာ तू အဲ့လိုမျိုးတင်လာတဲ့မှာသူ့အတွက်ကတော့ဒီပတ်စံ350ကသူကဘာမှမဖြစ်ဘူးဆိုပြီးတော့ တွေးလို့လည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော် तू ဘာမှရဲလည်းမတိုင်ဘူးဘာမှမလုပ်ဘူးအဲ့ဒီအပြင်ကိုမှဒီတင်လာတဲ့ post တွေမှာဘာရေးထားလဲဆိုတော့သူတမီးကိုပေါ့နော်ဘာမှမလုပ်ဖ ೇನೆ ဒီလိုမျိုးအသက်ရှင်ရပြန်ပြီးတော့ရောက်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြန်ပေးဆွေးသမားတွေအဲ့လိုရေးထားတာပါနေပြီပေါ့နော်အဲ့ဒါကငါကျွန်တော်အမြင်ပြောရရင်အဲ့ဒါကမမှန်ဘူးပေါ့နော်ဒါဒီလိုလိုမျိုး လေးသားပြီးတော့တင်တာကတော့မဖြစ်သင့်ဘူးလို့ထင်တယ်ဒီလိုမျိုးဟလာခိုးတယ်ဓမြတိုက်တယ်လူတွေရက်တယ်ပြန်ပြီးဆွဲတယ်ဆိုတဲ့မတမာမှုကျူးလွန်တဲ့လူတွေကသူတို့ကဒီလောက်ကနေပြီးတော့ပတ်စံရနေတယ်ဆိုရင်သူတို့ကဒီလောက်ကိုပဲဆက်လောက်ကြမှာဒီလောက်ကိုပဲသူတို့ကဆက်လောက်ကြတာသူတို့ကိုမမိမချင်းသူတို့ကဒီလိုဒူးဆိုင်မှုတွေဆက်ပြီးကျူးလွန်နေကြတာဗောနော်ပြောချင်တာကအဲ့တုန်းကလှုပ်တဲ့လူနဲ့အခုလှုပ်တဲ့လူကအတူတူပဲလို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ ချိန်မှာဖြစ်သွားတဲ့ပြဿနာမှာအခုလိုမျိုးဟာလာယေရှုတင်มาတယ်ဆိုတော့အရေးသားမျိုးနဲ့သူကရေးသားထားတဲ့အတွက်ဘာဖြစ်လဲဆိုတော့နောက်ထပ်လုံမဲ့တခြားသူတွေဟိုဟိုမတမာမှုကျူးလွန်ဖို့အတွက် motivation ပေးလိုက်တယ်လို့ဖြစ်သွားတယ်တကယ်ဆိုသူကအမှုဖွင့်မယ်ဆိုဖွင့်လို့ရတယ်ဘာလို့လဲဆိုတော့သူကပတ်စံ350ကိုဘဏ်အကောင့်ကနေပြီးလွှဲပေးခဲ့တာဖုန်းနံပါတ်နဲ့ ဒီဘဏ်အကောင့်ကဘဏ်အကောင့်နဲ့လိုက်မယ်ဆိုရင်လိုက်လို့ရတယ်ပေါ့နော်ဒါတွေကသူကဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးဆိုရင်ဒါသူကဒီပတ်စံ350ရာဘာမှမဖြစ်ဘူးဆိုတဲ့အတွေးနဲ့သူဘာမှမလုပ်ချင်ဘူးဆိုလဲရတယ်ဒါပေမဲ့မပြောနဲ့တော့ line ပေါ်တက်ပြီးတော့မယ်တင်မလား post တွေဘာတွေလဲမတင်နေနဲ့တော့အဲ့လိုမျိုးနေဒါပေမဲ့အဲ့လိုတွေတင်တဲ့ခါကျတော့အခုကမြန်မာပြည်မှာကဒီလိုမျိုးပေါ့နော်ဒုစရိုက်မှုတွေကအရင်ပေါ်များလာတဲ့အချိန်မှာဒီမကောင်းမှု မတမာမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်းတဲ့ဘက်ကိုအားပေးတာမျိုးမဟုတ်ဘဲနဲ့ကျူးလွန်မှုကိုအားပေးတဲ့သဘောမျိုးတက်ရောက်သွားတယ်ဆိုရင်ပို့ပြီးဆိုးလာလိမ့်မယ်အဲ့တော့အဲ့ဒီမျိုးသမီးကပေါ့နော်သူကဘန်ကားနေပြီးတော့ငွေ350လွှဲပေးရမယ်ဆိုတော့သူသမီးဟုတ်လားဆိုတော့သူလှမ်းပြီးတော့မေးတယ်ပေါ့နော်တေချာလားဆိုပြီးတော့မေးတယ်မေးတဲ့ခါကျတော့အချက်လက်တချို့တိုက်ဆိုင်ပြီးတော့ဟုတ်တယ်ပေါ့သူ့ကိုတော့ဖုန်းနံပါတ်ပေးပြောတာလည်းမဟုတ်ဘူးတူစင်မိထားတယ်လို့ပြောပြီးတော့ ဖုန်းတွေပိုင်းပြောတာလည်းမဟုတ်ဘူး။ဘာမှရုပ်တွေပိုင်းပြလာတော့မရှိဘူး။ဒါပေမဲ့သူ့သမီးရဲ့ပုံမှန်သဏ္ဍာန်ပေါ့နော်အချက်လက်တချို့ ਨੇ တိုက်ဆိုင်ပြီးတော့ဟုတ်တယ်ဆိုတော့သူက350သူ့သမီးအတွက်ပေါ့လေအသက်ရှင်ပြန်ရဖို့အတွက်သူကလွှဲပေးလိုက်တယ်လွှဲပေးလိုက်ပြီးတော့သူရေးထားတာပေါ့နော်သမီးပို့ပေးပါတော့ရှင်တဲ့အမတို့ဘက်ကဂရိတိပါတယ်နိုင်ဝက်ဆောင်လို့ပြောပါတယ်ပို့ပြီးချထားခဲ့တယ်ဆိုတော့ဇာလေးပို့ပေးပါအောင်ရှင်ဆိုတော့ ို့ပြီးတာနဲ့စာပို့မယ်အခုပို့ပေးလိုက်မယ်ဆိုပြီးတော့ပြန်ပေးဆွဲတဲ့လူဘက်ကပြောတယ်တဲ့သူတို့ပြောတဲ့နိုင်ရွက်အတွင်ချပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်မပြောတဲ့နေရာမဟုတ်ပဲတခြားနေရာချပေးခဲ့ပါတယ်တဲ့ပြန်ပေးသမားတွေကိုကျွန်မကျေးဇူးတင်ပါတယ်သူတို့ဘက်ကတကယ်ဂတိတည်ခဲ့လို့ပေါ့တကယ်ကိုကျေးဇူးတင်တာပါဆိုပြီးတော့သူရေးသားခဲ့တယ်ပေါ့နော်အဲအဲ့ဒါကြီးကိုပြောချင်တာအဲ့လိုမျိုးကြီးဒီပြန်ပေးဆွဲသွားတဲ့လူတွေကပဲမှန်နေတယ်လို့မျိုးကြီးတဲ့မှာသူတို့ကိုပဲဟိုကျေးဇူးတင်တယ်ဆိုတာမျိုးကြီးလောက်တဲ့အခါကျတော့ နောက်ထပ်အခုမြန်မာပြည်မှာကဒီလိုပေါ့နော်မတမာမှုတွေကျူးလွန်မှုဒုစရိုက်မှုတွေလုပ်ဖို့အတွက်ဘာလို့လို့ဘာကံရမှန်းမသိပဲနဲ့ငက်ပြတ်နေတဲ့ဒီအကျင့်စာလေးတက်ပြပြတဲ့လူတွေကမျက်စိကျစရာ ဖြစ်သွားတာပေါ့ဗျာနော်ဒါသူကြောင့်ဒီကိစ္စဖြစ်ရတယ်လို့တော့မပြောပါဘူးဒါပေမဲ့လည်းအဲ့အရာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်အဲ့ဒါလေးပြောချင်တာဟိုပြီးတော့ခုနကတင်ထားတဲ့ ဒီမောင်တက်နိုင်မင်းကိစ္စလေးကိုလည်းသူ့ရဲ့ဘောနောနောက်ဆက်တွဲလေးကိုသိစေခြင်းလို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်